င်းပြည်ကနေဆက်ခွန်ခွန်တည်းရဲ့ဇေဝဒီရမှာကိုကိုတာဝန်ထမ်းရံစောက်ကြီးမြို့မှာကျွန်တော်တို့ခြေဆိုင်အထည်ဆိုင်လေးဖွင့်ထားတဲ့အကောင်ကျူဦးစင်းစစ်ဖို့ကောင်းလာတဲ့အင်းလေးကိုခေညာတီကြီးချောပေါ်လာတဲ့ကိုကိုဟာကျွန်တော်တို့တာဝန်နဲ့အကျိုးအောက်ပစ်ခရင်းနဲ့အေးကိုစတင်ပြီးတော့ဖိရှိခဲ့တာဖြစ်ပါတယ်ဒီအမားမျိုးကတော့မိန်းကလေးတွေကတော့လုံးဝမမသိဘူးနော်ဟိုရှေ့ဘီရင်လေးစစ်တရားဟာမိမတွေပဲနေပါယူတယ်လို့ဟို ဒါကြားကောင်းတာလေဟိုမနေနိုင်မထိုင်နိုင်ဖြစ်တယ်ဆိုတော့မိန်းကလေးတွေမှာမကောင်းယောက်ျားလေးတွေကဖြစ်တယ်လားလေနော်မိန်းကလေးကအဓိကဒါမဲ့အခုခေတ်ကလေယောက်ျားလေးတွေပြက်စီးဖို့ဟာလေလက်ရခေါ်နေကြတာလေ ထူးရှာစရာမှမလိုတာလောလောလေးပတ်စံချင်းချက်ချင်းကိုရောက်တဲ့နေရာလေးအမှားဖြစ်နိုင်တာယောက်ျားလေးရပို့ဖြစ်နိုင်လို့ယောက်ျားလေးရလည်းစင်ညာမှာအဓိကတော့သွားတဲ့လူစိတ်သွားတဲ့လူစိတ်ဆိုဟာငါမိန်းမရှိပါလားဟာငါကလေးရှိပါလားအဲ့စိတ်လေးတော့အပြဲတမ်းထဲဝါမှာမမေ့ဝါနဲ့အမှားတော့ နောက်လူဆိုတာကတော့အန်တီအမြင်ပြောရရင်တော့ပစ္စည်းဥစ္စာမမော်လို့နော်လိုက်တာပဲဒီတားကြီးများကြီးရဲ့နေရာလားဒိုးသူပေါင်းပဲမရှိတော့လည်းအတူတူနော်ရှိလဲအတူတူဆန်းစားရတယ်အဲ့လိုမျိုးပဲဖြစ်ကြတာနောက်အငယ်တွေကတော့တက်တက်လုံးအဲ့လိုစိတ်မရှိဘူးအန်တီထင်တာငွေမဲ့လို့ပဲလို့ပဲထင်တာ ူများတွေခလေးရတာလို့ရှိရင်ဟိုကိုသားရဲ့အဖေပေါ့အဲ့လိုမျိုးခေါ်ကြရလဲဟဲ့ဘဒုအဖေအဲ့လိုမဟုတ်အဲ့ဒါကြီးကစိမ့်သွားရလဲအဒီအခုလေအဲ့ဒါတော့တတိထားတဲ့အခေါ်ပေါ့အဒီအခုတမက်ပေါ့ဒါတမက်လို့တော့မပြောစီဘူးဒါအမှန်ပြောတာတမီးနဲ့ပတ်သက်တာတာပဲတာနဲ့ပတ်သက်တာလည်းတမီးပဲအဲ့ဒီအခေါ်ပေါ့အသုံးစဲပေါ့အန်ဒီကဘယ်တော့မှမသုံးတကယ်ပြောတာရင်လေးကဝါမသုံးချင်တာအဲ့လိုမျိုးပြောလိုက်ရင်စိမ့်ကားသွားတယ်ထင်လို့ဘာမှတမက်မဟုတ်တမီးရရတာလည်းတာပဲဒါ နော်အဲ့ဒါဝဲအန်ဒီကအများရန်တွေးထားတယ်အဲ့ဒါချောကအဲ့လိုလေးပေါ့သားသမီးဆိုတော့ဘဒုပို့ရှစ်လားဗာညာဟင်ဘဒုမှလည်းပို့မရှိဘူးအန်ဒီအဲတူတူပဲသားသမီးလည်းတူတူပဲမြေးနေတဲ့အတူတူပဲအားခေါ်ဘူးလားပေါ့အဲ့ဒါသမီးဘလားပဲရှစ်ရှစ်လေးရှာနဲ့သွားတော့ခလုတ်တိုက်မိသေးတာပဲနော်အော်စိတ်ဆိုးရင်တော့អော်တာပေါ့အဲအဲ့လားတော့ဟောလေတော့ဘယ်လိုလောက်တာလဲအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်တော့ဒါစိတ်ဆိုးလုံးခဏပဲ ကောင်းလေပြန်ပြန်ခေါ်ရင်တာပဲစိတ်ဆိုးခဏပဲဟိုပြောရင်တနားရီလောင်ကြာညီမကြာမှာအာမောင်ခေါ်လာလေမောင်တမျိုးခေါ်လာကိုကိုခေါ်လာအတရားကိုကိုလိုပဲစခေါ်လာကိုအောင်အဲဟုတ်တယ်ဘလောက်ပဲတအားကြီးပြောရင်စိတ်ဆိုးတဲ့ခါဆိုတာလေတော်တော်လေးပေါ့ပြောလို့ရှင်တော့ဟိုတဝင်းကြောင်မှုကအဆိုးဆုံးပဲလေအဲတဝင်းတို့ဝယ်ရောက်ကြလဲချောချောလာလာဟုတ်နော် ိုအရာလည်းမြင်းမြင်းဟိုယူပါလဲဖြောင်းတယ်ဆိုတော့ဘာပြောလဲအဲဖုံးတွေအရေးဆက်လာလို့ရှင်အန်ဒီကဘသူဖုံးလဲဘာညာအေးအဲ့လိုမျိုးခါညာတော့ဘယ်လိုလုပ်နာဘာလို့လဲအဲ့ဒါဘာညာအဲ့လိုလောက်တော့ပြောဘူးတာပေါ့အဲ့ချိန်ချိန်တော့ပြောတယ်အဲ့ကြိုင်တော့ကိုကိုကအလိုလိုပြောက်တယ်အပြီးတော့ကိုကကိုအမကိုတီးတယ်ဟိုပြောရင်လင်းမြားရယ်လို့ဖြစ်လာရင်လေဘယ်လိုခေါ်မလဲတချို့ကရှိတယ်လေအောက်ကြမခံညာလင်းမြားရင်အောက်ကြတယ်ဆိုတာမရှိဘူးသမီးအဲသူချောမှာ ငါစိတ်ပြေမယ်လို့မရှိဘူးအန်တရအန်တီချော့ချော့လိုက်တာငါမှားတယ်ငါငါချော့တာချောင်းနေကွာချောင်းနေကွာဩငါပြောတာမှားပါရင်ငါရောက်ကြအောင်အေးငါပဲပြန်ခေါ်လိုက်မယ်အဲ့တော့ကိုကိုရေးပါဆိုသူကလည်းခေါ်ခြင်းနဲ့လူပဲလေ စီပြောဟာပြန်ပြောတာလေသူကသူအဲ့လိုဖြစ်ဘူးပါလေမဖြစ်ဘူးဆိုတာမရှိပါဘူးဟိုပြောရလို့ရှင်ဟိုလင်းနဲ့မရရှာနဲ့သွားလို့ပဲအခိုက်တန့်လေးတော့ဖြစ်တယ်ဒါပေမဲ့ဒါတွေကိုရင်ပတ်တယ်ကိုမသိမ့်တာနဲ့ထုတ်ပလိုက်ထုတ်မယ်အဲစိတ်ဆိုးပြေတဲ့အခါ ကိုကပဲစားခေါ်လိုက်တယ်အောက်ကျလည်းလည်းမရှိဘူးအာမိန်းကလေးမို့လို့ယောက်ျားလေးကချော့ရမယ်ဆိုတော့တယူတန်စိတ်ကြီးလို့လည်းမထားစင်ရောဒါဒါအန်တီစိတ်နဲ့ပြောပြတာလေတချို့ကရှိတယ်လေလေမြန်းနေအောင်ရင်ယောက်ျားကချော့ရမှာပေါ့လို့ဒါမျိုးတွက်လို့တော့မရဘူးလေနော်အဓိကအိမ်တော်ရေးအဆင်ပြေဖို့ပဲလိုတာလေနံပါတ်၁ဒီကိုအိမ်တော်မပြူွယ်ဖို့ကိုကမိန်းကလေးတွေအဓိကကြတယ်သိလားသူလည်းဘာလို့ဆိုမိသားစုနဲ့စုကိုတစ်စိမ့်နှစ်ယောက်ပေါင်းဖဲရတာလေတစ်စိမ့်နှစ်ယောက်ပေါင်းဖဲရတဲ့ဟာဆိုတော့ တယောက်နဲ့တယောက်ဟိုတမိသားဘွားမှာဖုံးခွက်ခဲ့တာတွေလည်းရှိမှာပဲလေဘသူမှတော့ဒါပုံမှန်လည်းနဲ့မပြောကြအောင်။ဩညာကြီးမှဩဖိုလ်လူကပြောဒီလူကပြောနေတိရာလေးရှိတယ်လေ။တချို့ကအဲ့ဒါကြီးလို့နာကြီးကျက်ကြီးလို့ထားပြီးတော့ဆွဲမသွင်းလာနဲ့။အပြင်ထုတ်ပလိုက်တော့အခုလက်ရှိဘွားတိဆောင်တာကိုကနှစ်လင်းရနှစ်ရောက်နောက်တော့တိုးွားလာတော့မယ်ကလေးတွေ။နော်။တော့အဲ့အဲ့ဒါကြတော့ခွင်းလွတ်တဲ့နဲ့အပြည့်ဆိုရင်ခွင်းလွတ်မယ်လေ။ နော်အဓိကကသူကကိုယ့်ကိုပဲတမိုးထားနေဘောကအဓိကအဓိကကတယောက်တယောက်အပြန်လာတစ္ဆာရှိဘူးဟိုတချို့ယောက်ျားတွေရရှိတယ်အင်းငါတော့ငါပိုင်ငါနေနေမယ်ဟိုမိန်းမတွေကြရင်တော့ဟိုကိုချင်းစာစေဘောတယောက်တယောက်အပြန်လာအာငါတော့ငါနေနေမယ်မိန်းမတွေအဲ့လိုသူတို့နေနေလို့နေကြီးသူတို့ခွင့်ပြုမလားအဓိကတော့ဟိုနောက်အငယ်ထားတာတွေပါလေဘောနော်ဟိုအခုအခုခက်ကလည်းစနိုက်ကျော်မတွေကကားပေါ်တဲ့ခက်နော်အရှက်အကြောက်ကိုမရှိ ူများအိမ်တော်ကြီးအစီအပြင်တော်ဖြစ်လို့ဖြစ်စီတွေတအားလှုပ်ရှင်တဲ့လူတွေရှိတယ်။သားရဲ့တွန်တင်ဆုံးမမှုမရှိခဲ့လို့လို့ပဲအန်တီထင်တယ်။အဲ့ဒီစနိုက်ကျော်မတွေရဲ့မျိုးရိုးကိုလိုက်ကြည့်တိုင်းမအိမ်တော်ကလည်းစနိုက်ကျော်ဖြစ်ခဲ့လို့ပဲနေမှာ။သိလားအန်တီအမြင်လေးဘာလို့ဆိုအန်တီတို့ကကြတော့အမေကဝါမာလိုက်တာအန်တီကိုအမေကမာလိုက်တာ။တမင်းတော်တဲ့အိမ်အောင်ကြရဲနော်လေကိုယောက်ကြပဲအတိကဒီအိမ်အောင်မပြိုကွဲပြီးညာဖြစ်ဖြစ်ပြန်လာတာတက်တက်လုံးမလုံးငါလက်မခံဘူးလို့ပြောလိုက်တာအမေက အမျိုးသားကိုလေနောက်ဆုံးအဆင့်မရင်ငယ်နေရင်တော့မှဒီမရင်ငယ်ညာလောက်တာလည်းတော့မလုံးနဲ့အတနာသွားခံလို့ပြောအဲ့ဒီကောင်ကဘာလို့ဆိုညာညာချင်းတုံနေလိုက်ပြဿနာကြီးွားမှလေနော်နားဝင်အောင်ပြောတကယ်တော့ကိုယ့်ယောက်ျားကပဲလူပြိုတို့ပြောကြိုက်တာလားအဲအဲ့လိုမျိုးလေးတွေပါအမေကအဆဆုံးကျွန်တော်တို့မြေတင်နေတာဗျဒီသူများရဲ့မိသားစုကို ချက်စီးတဲ့ဟာအပြည့်အစည်းဆုံးပဲတမီတကယ်အပြည့်အစည်းဆုံးပဲပြောရရင်လူပတ်ဝင်းကျင်မှာလဲဒါတော့ရလို့ရှင်လက်ခံဟိုဒီတော့အမျိုးသမီးတွေဟိုရှောင်းဟိုရှောင်းဖယ်ရမှာဖယ်ပြလိုက်ရမှာတော့နင်တို့ကငါတို့ပတ်ဝန်းကျင်နဲ့မတန်ဘူးလို့ပြောရမှာဒါနော်ဒါအယုံအယုံဆုံးပဲနော်အယုံရဆုံးပဲဟာငါမသိလို့ငါသူကလည်းလူမျိုးတို့လာပြောတယ်ပဲပြောပြောစုံစမ်းလေစုံစမ်းလို့တွေ့ရင်နောက်ဆုတ်လိုက်တော့ဟာကျမတော့မှားသွားပြီနော်နောက်ဆုတ်လိုက်တော့ အာဇုတ်တိုးတာတွေဒီခေတ်မှာအများကြီးပဲဘာလို့အပြိုင်နေဖြစ်ကုန်ပြီလေမင်းရပြိုင်နေဖြစ်ကုန်တာအဲ့ဒါတွေကတော့မဖြစ်တင်ဘူးကိုယ့်ရဲ့မြမတော့ဒလေထုံနှဆင်လာအရာလည်းမဖြစ်တင်ဘူးအတွေ့ဘူးတာပေါ့တွေ့တဲ့အန်ဒီကတော့ပြောပါတယ်ဟိုပေါ့ဒီတချို့သူတို့တော့တိုက်ရိုက်တော့မပြောဘူးပေါ့ဒါပဲလက်ရှိအိမ်ောင်တွေတို့တော့ပြောတယ်မပေါင်းသူတို့ဖြစ်ရှင်တို့မကွာနဲ့ရောက်ချောက်ဆွဲဆွဲလားပြန်ဆွဲလားနော် ဆိုတိုင်းတော့ရရဲ့ကိုအနိုင်လေဘာလို့ကိုယောက်ကြောင်အပါခံမှာအပါမခံနဲ့အန်ဒီယာရအောင်ပြဆဲကိုကိုနဲ့ကိုတယောက်ထဲနဲ့ဆွဲမရရင်သားသမီးနဲ့ဆွဲဟုတ်တယ်လေသားတွေသမီးတွေနဲ့ဆွဲဆွေမျိုးမိတ်ဆွေနဲ့ဆွဲနော်အဲ့လိုမျိုးတွေရှိပါတယ်ကိုယောက်ကြောင်မှားခဲ့လို့ရှင်နဲ့ခွင့်လို့ဒါမဲ့ဒီအမားမျိုးကတော့မိန်းကလေးတွေကတော့လုံးဝမမားသင့်ဘူးနော်ဟိုရှေ့ဘရင်နေစစ်တရားမိန်းမတွေပဲနေပါယူတယ်လို့ဟို ဟိုဒါကြားကောင်းတာလေဟိုမနေနိုင်မထိုင်နိုင်ဖြစ်တယ်ဆိုတော့မိန်းကလေးတွေမှာမကောင်းယောက်ျားလေးတွေဒါဖြစ်တယ်လားလေနော်မိန်းကလေးကအဓိကပဲတမိမိန်းကလေးကဒီယောက်ျားတို့ဒီယောက်ျားတွေတော်ပြီပြီးပြီနောက်ထပ်လည်းဟိုတယောက်တည်းလို့လည်းထိုက်ယူလာလို့အန်တီတို့ကလည်းတကယ်ပြောတာအန်တီတို့မျိုးတို့မှာယောက်ျားတေဝါထိုက်ယူလာလည်းမရှိဘူးကို့ဘော်ပဲကို့မြတ်တီလေဒီကလေးတွေကြံနေခဲ့တဲ့ကလေးတွေနဲ့ပဲချစ်မယ်ကွနော်ဒီအချစ်တွေကိုသားသမီးတွေပုံပေးလိုက်တော့မယ်ဟိုယောက်ျားရဲ့ကိုဘွားတွေထားခဲ့တာပဲ နော်ဟိုယောက်ျားလေးကြီးကြတော့လေဒီလိုပဲစိတ်ရှိရင်တော့အကောင်းဆုံးပေါ့နော်ဒါပေမဲ့အခုခေတ်ကလေယောက်ျားလေးတွေပျက်စီးဖို့ဟာလေလက်ရခေါ်နေကြရလေအထူးရှာစရာမှမလိုလားလွယ်လွယ်လေးပတ်စပ်ရှင်ချက်ချင်းဟိုရောက်တဲ့နေရာလေးအမှားဖြစ်နိုင်တာယောက်ျားလေးရပို့ဖြစ်နိုင်လို့ယောက်ျားလေးရလေစင်ញံမှာအဓိကတော့သွားတဲ့ဒီစိတ်သွားတဲ့ဒီစိတ်တော့ဟာငါမိန်းမရှိပါလားဟာငါကလေးရရှိပါလားအဲ့စိတ်လေးတော့အပြင်းအထန်ထဲ့သွားမှာမမေ့သွားနဲ့ နာတဲ့ဖြစ်ကိုအခုဆို KTB တွေဒါအများကြီးပေါ်လာတယ်လေ KTB မှာဆိုလို့ရှိရင်လည်းဟိုလုံကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်လို့ဧည့်ခံတာတွေရှိတယ်လေဒါတွေကလည်းဟိုပေါ်ပြလာလို့ဖြစ်နေတာလေအခုခေတ်မှာဒီလိုဧည့်ခံမှနော်လုပ်ငန်းကိုင်ကအဆင်ပြေတာလေတကယ်တော့အဲ့လိုမျိုးတွေတွားခဲ့ရင်တောင်မှ KTB မှာပဲထားခဲ့လိုက်လေနော်အိမ်ကိုဖုံးမလိုက်လားနဲ့ဖုံးမလိုက်တာလဲဆိုတော့ဖုံးနံမှမပြီးနဲ့ဟုတ်တယ်နော်အေး ဖုန်းနံပါတ်တော့မပေးပါနဲ့ဆိုမှတော့အိမ်နေရအတိအကျမပြောနဲ့လေတချို့ဆိုမတွေ့ဘူးလားဟာဟာအိမ်နေလိုက်ပြီးလိုက်ကြည့်ရတာနဲ့ကိုယ့်ရဲ့ချမ်းသာတဲ့ကြော်ဝမှုလေးကိုမြင်ပို့ဆိုးပါလေခွာလို့မရတော့ဘူးလေအမှန်တော့နောက်လူဆိုတာကတော့အန်တီအမြင်ပြောရရင်တော့ပစ္စည်းဥစ္စာမမောလို့နော်လိုက်တာပဲဒီတားကြီးများကြီးရဲ့နေရာလားဒိုးသူပေါင်းပဲမရှိတော့လဲအတူတူနော်ရှိလဲအတူတူဆန်းစားရတယ်အဲ့လိုမျိုးပဲဖြစ်ကြတာ နောက်အငယ်လေးနာတော့တသက်လုံးအဲ့လိုစိတ်မရှိဘူးအနေထင်တာငွေမဲ့လို့ပဲလို့ပဲထင်တာဟိုမယားကြီးလေးကိုတော့အစိုးခံသားမှာမဟုတ်ဘူးခံပေးမှလည်းမဟုတ်ဘူးเนาะဟိုရတော့စေကြီးမောမောမရရင်တော့ကန်လှုပ်မဲ့လူကြီးပဲအနေ58နှစ်ရှိပြီအခု28ရဲ့ဆို58နှစ်ပြည့်မှာအဲထုတ်ကင်တာကတော့ချုပ်ကင်တယ်လို့ပြောတာမျိုးဆိုတာကတော့ဟိုသူကပါတယ်ဆိုတော့ အတိအမရဝိတရားကြည့်ပြအောင်လုပ်တယ်လေမနေ့ကျင်းဆိုကိုကိုဘာစားမလဲအဲဒါပထမဆုံးမေးရတဲ့မေးခွန်းဟာနည်းနည်းအဲ့ရတာနောက်ကျတော့နေကောင်းလားဘာဖြစ်လို့လဲဟိုကိုယောက်ျားဟိုအရေးတကြီးကြီးလို့ပဲပြောရမလားမသိဘူးဒါကသူ့အောင်ဆိုအကြည့်ဖြစ်သွားတာနော်တမင်လုံးယူရတာမဟုတ်ဘူးတချို့မိန်းမတွေအိမ်တော်တယ်လားဖြစ်တယ်ဖာသာလောဟာကြီးပဲဟာငါအိမ်နေမဲ့သူ့အောင်သူဘာထားလို့မလဲအဲ့လိုမျိုးပုံစံတော့ထားလို့မရအောင်မိန်းမဆိုတာမိန်းမဝတ်တရားကြည့်ရမှာလေနော်ဟိုကိုယောက်ျားဘာစားခြင်းလဲ ဒါလည်းမေးရမှာပဲအော်ယောက်ျားရတယ်အကြဲရအလိုက်တည်တယ်အတီပင်မမဲ့အလို့ဆို तू လည်းတိတ်မခိုင်းဘူးကြောက်ရတယ်ဟာမိမမလုံးနဲ့တော့မင်းချက်ရမှာပါဒါလေးရှိတာဒါလေးနဲ့ပဲဆိုတယောက်လောက်အပြန်လာဖြစ်သွားတာလေတယောက်ကူးဆိုင်တော့တယောက်ကလည်းကူးဆိုင်တယ်အဲအဲ့လိုမျိုးလေးပဲအဲတခါရကျုပ်လေးပဲကြော်လိုက်တော့ဟောငါပုံရည်ကြီးလေးတုတ်ပေးလိုက်ပုံရည်ကြီးဆိုအကြိုက်ခံလေလေးနဲ့ရတော့အဲ့လိုမျိုးဆိုကြကြခံနေလောက်တာ ငါ၆ဘူးကျော်ဖောက်ပြီးမူတဲ့ထဲတာဘာလို့တော့ကိုကအလုပ်တွေရင်တော့ဆိုစီးပွားရေးတွေလောက်ရတဲ့ခါကြတာလေဟိုကိုယောက်ကြောင်ကြကြလေးခံနေဟင်းဆိုတာအဲ့လိုပေါ့သူကဝက်သားတွေပဲဆိုဝက်သားပြုတ်ကျော်လို့ဘာလို့အန်ဒီကအကုန်လုပ်ပေးတာအဲ့ကြကြခံအောင်နေ့တိုင်းမချက်ရတယ်ဟင်းပေါ့ကိုညံလေးလည်းတောင်းရတာပေါ့နော်အော်ငါမချက်နိုင်ငါယောက်ျားဗာလေးနဲ့စားလို့ရတယ်အဲ့လိုလေးအမြဲတစေကိုကဂယုဆိုင်တယ်အဲ့ဒါကတော့အဲ့လိုမျိုးတွေစိုက်တာလဲဒါချုပ်နှီးပေါ့တမီးရောဆိုချုပ်နှီးတယ်